မင်္ဂလာပါဗျာနောက်ချက်နေရနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့မြန်မာကဗျာရည်နဲ့ပတ်သက်ပြီးမှအလွန်နဲ့နဲ့ဖောက်ကြတာပေါ့ဗျာမြန်မာကဗျာရည်လို့ပြောရင်းလို့ရှိရင်ဒီဖက်ကမော်ဒန်ကဗျာပို့မော်ဒန်ကဗျာရည်ရှ िख ဲခစ်ဆန်ကဗျာရည်လည်းလို့ရေဆရာစောကြီးတို့အထုတ်ခဲ့ကြတဲ့ခစ်ဆန်ကဗျာရည်ဆရာစောကြီးတို့ရဲ့အရှိပိုင်းမှာကဗျာကိုကန်ဝင်ကဗျာရည်လို့လည်းဆိုကြရပေါ့နော်ကဗျာရည်ကဗျာရည်ကဗျာရည်လို့ပြောပြီးဆိုလို့ရှိရင် ေဒီပန်ဒဥမောင်ကြီးရဲ့လေလုံးဆက်ရှစ်လုံးဘွက်ကဗျာတွေဆရာကြီးသခင်ကိုရောမိုင်းရဲ့လေချိုးကြီးတွေဆရာစော်ကြီးရဲ့ဘေဂါလန်းကဗျာတွေဒါဒီဟိုတော့ကဒီဖက်ကလူငယ်လေးတွေသိချင်မှတည်ကြပါလိမ့်မယ်ကျွန်တော်တို့လူငယ်ပိုင်းမကလူလက်ပိုင်းမကြတဲ့ပုံကိုယ်တွေလူတွေဆိုလို့ရှိရင်တော့ကဒီကဗျာတွေကိုကောင်းအောင်တည်ရပါဗျာဆိုတော့ရှေးခက်ကဗျာတွေမော်ဒန်လွယ်မှာပေါ့နော်ရှေးခက်ကဗျာတွေဟာကာယံနေပေါ်မှာမိခိုးတယ်လို့အတန်နေပေါ်မှာလည်းမိခိုးရပါတယ်ဒါနဲ့ပတ်သက်ပြီးပြောရင် မော်ရန်ရဲလို့စားပြီးအထုတ်တဲ့ကာလမှာဆိုင်းဆရာကြီးတော်တော်များများဟာလက်ခံဖို့အင်မတန်မှတွန့်ထုတ်ခဲ့ကြပါတယ်။ခင်ဆရာကြီးတွေပါတယ်ပေါ့နော်။ဆရာအောင်သိန်းတို့လိုပုဂ္ဂိုလ်တွေဆရာမောင်ထင်းတို့လိုပုဂ္ဂိုလ်တွေဆရာဘုန်းနိုင်တို့လိုပုဂ္ဂိုလ်တွေကစမော်ရန်ကဗျာရဲ့လာရာကိုသိပြီးကြီးဖြူရတယ်လို့ကျွန်တော်မယုံကြည်ပါဘူး။ကျွန်တော်ကဒီစကားကိုအလွတ်ပြောနေတာမဟုတ်ပါဘူး။ဒီအကြောင်းကိုလည်းအခုဗီဒီယိုနဲ့ဆက်ပြောမယ်ပေါ့နော်။မော်ရန်ကဗျာရဲ့အကြောင်းကိုဆရာအောင်သိန်းတို့က ဲအောင်သိန်းနဲ့အင်တာဗျူးမှာစာပင်လူချမ်းမင်းသားလို့ခေါင်းစဉ်တက်ခဲ့တဲ့အင်တာဗျူးကဏ္ဍမှာဆရာဝန်ကြီးကဆရာအောင်သိန်းကိုမေးတဲ့မေးခွန်းရှိတယ်ဒါဘာလဲဆိုရင်ကြ བྱ ဆိုတာဘာလဲဆရာတဲ့အဲ့ဒါနဲ့ဆရာအောင်သိန်းကပြန်ဖြစ်လိုက်တယ်ပေါ့နော်ဆရာဝန်ကြီးရဲ့တဲ့ဒါတက်ခဲ့တဲ့မေးခွန်းများမရှိရဘူးလားတဲ့ကြ བྱ ဆိုတာဘာဖြစ်တယ်ဆိုတာပြောလိုက်ကြတာဟုတ်မြမစာပေချောင်းလုံးပြောလာခဲ့တာအခုလည်းပြောတော့မယ်နောက်လည်းပြောနေကြအောင်ပါပဲတဲ့ဒါဆင်အောင်တဲ့အမှတ်ချက်ပေါ်တော့ကြပြားကြပြားဆိုတာဖွင့်ဆိုချစ်တဲ့အရင်များတယ် လည်လာတဲ့ပုံကလည်းများတယ်အာထုတ်တဲ့ပုံကလည်းများတယ်အထူးသဖြင့်လူငယ်တွေများတယ်ပေါ့နော်ဆိုတော့အဲဒီလိုအာမကဗျာဆိုတာဘာဖြစ်တယ်ဆိုတာကိုတတိကျပြောဖို့အမတမကိုခက်ပါတယ်ဆိုတော့ကျွန်တော်ကဗျာဘာဖြစ်တယ်လို့ပြောချင်တာမဟုတ်ပါဘူးမော်ဒန်ကဗျာလေးပုံမှာချစ်ချစ်ဆရာကြီးတွေကအမတန်ရန်ကြီးမကြည့်ဖြူခဲ့ဘူးဆိုတဲ့အကြောင်းကိုပြောချင်တာပါအဲဒီခေတ်မှာဆိုကျွန်တော်1980တဝိုင်းလို့1960တဝိုင်းလားတော့မှာပေါ့နော်မော်ဒန်ကဗျာတွေစလာတယ်ဆရာအောင်ချင်းတို့စာရေးလာကြပြီပေါ့နော် ထူးဆန်းစွာပဲဆရာအောင်ချင်းရဲ့ခံဝင်မမဆိုတဲ့ကြပြာဟာအင်မတန်မှကိုနာမည်ကြီးတဲ့လူငယ်တွေကြားမှာနာမည်ကြီးသလောက်16ကျင်းလောက်တောင်ရိုက်ခဲ့ရလို့ကျွန်တော်ထင်နေပေါ့နော်တစ်ချက်ပြိုင်မှာပဲအင်တာနက်မှာပြန်ချက်ကြည့်လေဦးမယ်ပေါ့နော်နောက်ဆုံးဟောဘယ်နှကြိမ်မြောက်ထုတ်ထားလဲဆိုတော့ဒီလိုခံဝင်မမလိုမျိုးစာအုပ်ကို16ကျင်းလောက်ထုတ်နိုင်မယ်လို့ရှေ့ဆရာကြီးတွေဘလို့မျှော်လင့်ခဲ့ပါလဲဘလို့မှတော့ထင်ရမှာမဟုတ်ဘူးပေါ့နော်ဆိုတော့ဆရာအောင်သိန်းပါဝင်ရှေ့ရှေ့ဆိုင်ဆရာကြီးတွေဟာ မော်ရန်ကဗျာရဲ့ကာယမပါဘူးဆိုတဲ့မော်ရန်ကဗျာကိုမှတိတ်ပြီးမကြည့်ဖြူပါဘူးသူတို့ပြောတဲ့စကားရှိပါတယ်ဒါကဘာလဲဆိုရင်မြန်မာဘာသာပြေတာနဲ့ English language ကဘာသာပြေတာချင်းမတူဘူးပေါ့နော်မြန်မာဘာသာပြေတာဟာဝဏ္ဏတွေကိုအားထားပြီးမှအသုံးပြုရဲ့ဘာသာပြေတာဖြစ်တယ် English ပြန်မှာကြရင်အတန်ကိုအသုံးပြုပြီးမှအတန်ကိုအဓိကထားတယ်ပေါ့နော်အဲ့ဒီအတွက်မြန်မာမြန်မာမှာတော့ကဗျာလို့ပြောလိုက်လို့ရှိရင်ကာယမပါဘူးနဲ့ ကဗျာမဖြစ်နိုင်ဘူးလို့ညောင်းနေပြောတယ်။ပြီးရင်မော်ရန်ကဗျာတွေမှာအကြီးမားဆုံးအားနည်းချက်တစ်ခုရှိရဲ့တဲ့။ဒါကဘာလဲဆိုလို့ရှိရင်သူတို့မှာကာယံနေဖော်ဖော်တိတိမပါတဲ့အတွက် listen ကမ်းနေမှုတယောက်နဲ့တယောက် listen ကမ်းနေမှုမှာအင်မတန်အားနည်းတယ်တဲ့။ဆိုချင်တာကဗျာကျွန်တော်တို့လက်ဖက်ရည်ဝိုင်းမှာစကားပြောကြရေးဆိုပါတော့ကျွန်တော်ကမင်းတို့ညံမြင်တမိတ်ထရာများရင်ညင်းဖို့တန်နေမိုက်ရကြပင်လေဇိုင်းတဘာဝရဲ့ကြမ်းငံတွေဆိုတဲ့ တခင်ကိုရောမင်းကဗျာကိုလက်တန်းယူလို့ရတယ်ခေါင်းထဲမှာထည့်ထားလို့ရတယ်နှလုံးသားထဲမှာထည့်ထားလို့ရတယ်ဒါတွေကဘာကြောင့်ထည့်ထားလို့ရလဲဆိုရင်ကာယံနဲ့ပါနေတဲ့အတွက်သူများကိုပြန်ပြောရတာလည်းလွယ်ကူတယ်ပြီးရင်ခေါင်းထဲမှာလည်းကြံ့ကြာကြာရှိစွာခံနေပေါ့နော်ကာယံနဲ့အချိုးကျေးစွာအဲ့လိုမျိုးရှိတယ်ဒါပေမဲ့လို့မောင်နှံကဗျာမှာတော့ကာကာယံနဲ့ပါမနေတဲ့အတွက်လက်ဖက်ဝိုင်းမှာဖြစ်ဖြစ်လက်နောက်ထပ်မျိုးစစ်တစ်ခုကို listen ကမ်းနေနေရမှာဖြစ်ဖြစ် အစ်မတန်မှခက်ခဲတယ်ဆိုပြီးမှဆရာအောင်တင်းရသုံးသက်ပြရတယ်ပေါ့နော်ဒါလည်းမှန်လာပါတယ်ဒါပေမဲ့လည်းဒီနှစ်ခေတ်မှာတော့ခါကန်ဝင်ကဗျာမျိုးစားကိုရေးဖွဲ့တဲ့သူဆိုတာအစ်မတန်အစ်မတန်မှအနေပါခဲ့ပြီပေါ့နော်မဂဇင်းတော်တော်များများမှာရဆိုရှယ်မီဒီယာထက်မှာရမတူမှလေလုံးစက်တွေခြေလုံးဖွဲ့ကဗျာတွေကိုအထုတလေမဖွဲ့ကြတော့ပါဘူးဟောတခါလေးအန်တိတ်ကြီးတွေကတော့လေလုံးစက်လို့လို့ဘာလို့လို့ဟောစတေးရက်တွေတင်တာမျိုးတော့တွေ့ရပေါ့နော် ဒါတော့ထားလိုက်ပါတော့ဒါသူတို့ညာဖွဲ့တော့မဟုတ်တာဆိုတော့ကျွန်တော်ပြောချင်တာကအထူးကပါလဲဆိုရင်အခုလိုဆရာအောင်သိန်းတို့တုံးတက်ခဲ့တဲ့မော်ဒန်ကြရာဟာမျိုးစစ်တစ်စက်ကနေတစ်ဆင့်နှစ်ဆင့်ခံမှုကိုမကျော်လွန်နိုင်ဘူးဆိုတာဟာဟိုဆရာအောင်ချင်းရဲ့ဂန်ဝင်မမလို့ကြရာကဆရာအောင်သိန်းတုံးတက်ခဲ့တဲ့ဩဇာကိုကျော်လွန်ခဲ့ပြီလားပေါ့နော်အဲ့တော့ကျွန်တော်စဉ်းစားနေမိတာပါဘာလို့လဲဆိုရင်ဂန်ဝင်မမဆိုတဲ့ကြရာဟာ ဒါကျွန်တော်ကပုံစံထုတ်ပြတာပေါ့နော်။မောင်ချုံရဲ့ကြံမျိုးတွေလည်းအများကြီးရှိပါတယ်ဒီဘက်ကမှာ။ဟောကျွန်တော်တော့ကဥမာနေနေဂန်ဝင်မမောက်ပဲထုတ်ပြရတာ။ဘာလို့ဆိုရင်ဂန်ဝင်မမောက်ကိုကျွန်တော်ရန်ကြဲလို့ပေါ့နော်။ဆိုတော့၁၆ကြိမ်လောက်ထုတ်လာခဲ့တဲ့ဂန်ဝင်မမောက်ဟာဆရာအောင်သိန်းပြောခဲ့တဲ့စပိဩဇာတွေကိုကျွလွန်ခဲ့တော့တာလားဆိုတာကိုကျွန်တော်စဉ်းစားနေမိတာပါ။ဒါပေမဲ့လည်းပြောတာပြောရတဲ့ကျွန်တော်နှုတ်ထဲမှာရနေတဲ့အပိုက်တွေဆိုလို့ရှိရင်မော်ဒန်ကြပြာဆိုပေမဲ့အရင်ရှေးခေတ်ကကြပြာတွေလိုတာ။ ကာယံကိုဖောဖောတိတိမတုံးတာဒါပေမဲ့တစ်လုံးနှလုံးသားတော့ချိတ်ဆစ်နေရမျိုးတွေတော့တွေ့တယ်ပေါ့နော်ဘယ်နေရာမျိုးတွေမှာလဲဆိုရင်ခိုးပြရောင်မျက်နှာမှာသိပ်ပန့်အလှကုံဘာမှမရှိတန်ခင်းတမန်ခင်းအပြုံးမရှိသူကြတော့ကြည့်လို့ကောင်းနေဆိုတာမျိုးတွေပေါ့နော်ကာယံလေးတစ်လုံးသားနှလုံးသားချိတ်တယ်ပြီးရင်အတန်တည်းကตาရာနေတဲ့အတွက်အင်မတန်မှရွဆွလို့ကောင်းနေပေါ့နော်အဲ့လိုရွဆွနေစမ်းရတယ်မော်ဒန်ကြံရတိုင်းမှာတော့ရှိမနေဘူးပေါ့နော်အရန်ကိုဟိုကောင်းလွန်းတဲ့မော်ဒန်ကြံမျိုးမှာပဲ ဲ့ဒီဂုံကြီးကိုစောင့်နေတဲ့အတွက်ဆရာအောင်တင်းရဲ့ပြောခဲ့တဲ့ဟာလည်းမမှားဘူးမော်ဒန်ကဗျာဆရာရဲ့အထုံးမှုကလည်းအရင်တိုးတက်လာပြီလို့ခေါ်ချက်ချလို့ရနိုင်ပါတယ်ဆိုတော့အတင်းအောင်ဘလုကဗျာမျိုးတွေကိုဆက်ပြီးမှဘလုကဗျာမျိုးတွေကြိုက်လဲဆိုတာကိုပြောခဲ့ပေးပါအောင်အားလုံးကျေးဇူးတင်ပါတယ်